ချက်လာဖို့သေချာနေတဲ့ပြင်အပြင်ကလေးနဲ့မြို့မြမြို့ကုန်မဲ့အသက်အန္တရာယ်ရှိရေးကြီးမှုတွေကိုအရေးပေါ်သင်ဆက်ပေးပါမယ်။မိဘပြည်သူများတည်ထားကြတဲ့အတိုင်းပါပဲဒီ၃ရက်အတွင်းမှာတော့ကလေးကတဖြည်းဖြည်းနဲ့ပြန်လည်ပြီးတော့စိတ်ပြီးတော့လှုပ်လာပြီးအင်အားကလည်း၃နှစ်သမအထက်၄နှစ်သမအထက်နဲ့ပြန်လည်လှုပ်လာတာကိုသတိထားပြီးသားဖြစ်မှာပါ။ညီကလေးတွေများစင်သားကလည်းအခုပဲမြောင်းနိုင်ငံမှာပြင်အပြင်ကလေးလှုပ်ခတ်နိုင်ခြေက65ရာခိုင်နှုန်းကိုပြန်လည်ပြီးတော့ တက်သွားပြီဖြစ်ချောင်းကိုအခုပဲပြည်သူတွေကိုအရေးပေါ်ပဲတတိပေးလာတာကိုလည်းတွေးရပါတယ် USGS ကိုရင်ကလည်းအင်အား6အထိရှိတဲ့ငလင်းတွေမြန်မာနိုင်ငံမှာဆက်လက်လှုပ်နိုင်သေးချောင်းကိုတတိပေးထားတာတွေ့ရတယ်ဒီကနေ့မနေ့မှာပဲရေနာဘုံနီးပညာမျိုးတစ်မြေပုံရွာအနေမင်္ဂနီကျူ3.9နဲ့မနေ့8:23မိနစ်မှာလာသွားခဲ့တာပဲဖြစ်ပါတယ်နော်ဒီတစ်ခါကျတော့ ဒါဒီမနေ့အစောကြီးသာစီရှိအင်တိုင်းအနီးမှာပဲကျွန်တော်တို့မကနေကျူသုံးတော်သမားတင်နေလာသွားတာဖြစ်တယ်။ဒီတစ်ခါကျတော့မနေ့ကဆိုရင်ပဲတောက်လျှောက်လှုပ်တယ်ဗျာ။ဘုဂူတိုင်းမှာပဲအင်အားနှစ်သမားအကူနဲ့နှစ်ကြိမ်လှုပ်တယ်။ဒီတစ်ခါကျတော့ရေဒနာပုံနိမယာမျိုးတဲ့အနီးမှာပဲမကနေကျူသုံးတော်သမားနှစ်နဲ့တောက်လျှောက်ကိုလာနေတာဖြစ်တယ်မနေ့ကနော်။ဒီတစ်ခါကျတော့ကလီမျိုးအနီးမှာမကနေကျူသုံးတော်သမားလေးနဲ့လှုပ်တယ်။နော်ပြီးတစ်ခါကျတော့ယမင်းတဲ့အနီးမှာမကနေကျူသုံးတော်သမားသုံးနဲ့လှုပ်တယ်။စရိတ်ကကျတော့ မြင်းကလေးကတောက်လျှောက်ကိုလှုပ်နေတာဖြစ်တယ်ဒီ၃ရက်အတွင်းမှာအင်အား၃ဒသမအထက်၄ဒသမအထက်နဲ့တောက်လျှောက်ကိုလှုပ်နေတာဖြစ်တဲ့တော့အတန်တစ်မြင်းကလေးကနေပြင်းအပြင်းမြင်းကလေးလှုပ်ခတ်နိုင်ကြီးက65ရာခိုင်နှုန်းကိုသိုးသွားပြီဖြစ်ကြောင်းမြင်းကလေးတရေများစင်တာကလေးတတိပိထားဖြစ်တဲ့တော့ပြည်သူတွေကယူဆိုင်နေထိုင်ကြပါနောက်တစ်ခုကတော့ရေကြီးပြီးတော့အသက်အန္တရာယ်ရှိတဲ့တရင်ပါမကွေးတိုင်းမန္တလေးတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာဒီရက်အတွင်းလျှက်တပြက်ရေကြီးနိုင်တယ်လို့စစ်ကောင်စီဩဇာခံမိုးလို့သား ချက်လက်တွေကကျွန်တော်နည်းနည်းသိရပါတယ်။မန္တလေးတိုင်းမှာဆိုရင်ရမေတင်နဲ့မိထလာခရိုင်၊မွေးတိုင်းကကံကောခရိုင်၊ကချင်ပြည်နယ်ကဘူတာအိုခရိုင်နဲ့ရှမ်းပြည်နယ်ကတောင်ကြီးလိုင်းကို link key နဲ့ဂျိုင်းတို့ခရိုင်တို့မှာမေလာတည်းနေ့ကနေ၄ရက်တွင်ရည်ကြီးနိုင်ကြောင်းသိရပါတယ်။လျှက်တပြက်ရည်ကြီးခြင်းဆိုင်ရာကြိုတင်ပြီးစနစ်ကနေရရှိတဲ့မှတ်တမ်းအချက်လက်တွေရ။အဲ့ဒီဒေတာတွေမှာနော်ကျွန်တော်မနီကပေါ့ဗျာမေလာတည်းနေ့မနေ့ပိုင်းကမိုးရေချိန်၆ရက်သမှ၈၅လက်မအထိနော်ရွာသွင်းခဲ့သလို ောက်24နာရီအတွင်းမှာအိုးရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။နောက်ထပ်မံပြီးတော့ရွာအောင်မှာဖြစ်တယ်။ဒါကြောင့်မလို့မြင့်ငယ်ချောင်းတွေတောင်ကျချောင်းတွေနဲ့မြင်းနေပိုင်းနေထိုင်နေတဲ့သတိထားကြပါအသက်အန္တရာယ်ရှိတယ်လို့ဆိုထားပါပြီဖြစ်ပါတယ်။မနေ့မေလတည့်နေ့9နာရီနော်ညနေ9နာရီအချိန်ပိုင်းထွာချက်များအရာလေတည့်နေ့ကနေမေလ၄နေ့အတွင်းတနိုင်ကလုံးမနေရာချက်ချဲကနေနေရာဆက်စိတ်မိုးထချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ချာမိုးကြီးနိုင်တယ်လို့ မိုးရွာတာနဲ့ဒူလီပြင်းတွေတိုက်ခိုက်တာမိုးထစ်ချုံတာမိုးကြိုပြစ်တာဘေးဆက်လက်တာမိုးသီးကျူတာနဲ့မြေပြိုဆရာတွေဖြစ်နိုင်လို့သတိပြုနေထိုင်ချဖို့အရေးပေါ်သတိပေးထားတာကိုလေးတွေ့ရပါရဲ့ဗျာ